မနေ့ကကျွန်တော်လက်တိုင်မင်းနဲ့ကျွန်တော်ရဲ့ patient တယောက်ပေါ့နော်သူ့မှာအတင်းအောင်တော့ဘီပိုးရှိတယ်ဒါပေမဲ့ဘဝမှာတစ်ခါမှအသားဝါတာမျိုးလည်းမရှိသလိုဘာလက္ခဏာမှမပြခဲ့ဘူးပေါ့နော်အော်အဲ့ဒီမှာကျွန်တော်သိသိချင်းတဲ့အချက်ကကျွန်တော်တွေဟာအတင်းအောင်အသားဝါလို့ပြောလိုက်တဲ့အခါမှာလူတွေရဲ့စိတ်ထဲမှာအသေးရောင်လာနဲ့အသားဝါတာနဲ့ကတွဲနေတယ်လို့ထင်နေရှိတယ်အော်တကယ်ကြတော့ အသားမဝါတိုင်းကျွန်တော်တို့ကအသေးမရောင်ဘူးလို့တတိချာမှတ်လို့မရပါဘူးအဲ့တော့အဲ့ဒါလေးကိုကျွန်တော်ပြောရရင် အသေးရောင်စေတဲ့ယောဂပူပေါ့နော် virus ပူအတဝါယောဂပူက၅မျိုးရှိတယ် A B C D E ဆိုတာရှိတယ်အဲ့ဒီထဲမှာအသေးရောင်တဝါ A နဲ့ E ကအထူးသဖြင့်တော့ fecal oral route လို့ခေါ်တယ်ကျွန်တော်တို့ဒီအစားအသောက်ကနေတဲ့အထင်မတန့်ရှင်းတဲ့ရေတွေကတစ်ဆင့်ကူးတယ်ပေါ့နော်အဲ့လိုကူးတဲ့အခါမှာ ခုမှအပြင်စာတွေစားမိတယ်ကျွန်တော်တို့ဒီအစားအသောက်တွေပြင်စတဲ့လူရဲ့လက်မှာမတန်တာတွေပါလာတယ်ဒီ virus ပိုပါတယ်ဆိုရင်ကျွန်တော်တို့မှာချက်ချင်းအသားတွေဝါလာတာမျိုးတွေအစားအသောက်တွေပြတ်တယ်ဆေးရုံတွေတက်ရတာမျိုးတွေကြုံတတ်တယ်ပေါ့နော်အဲ့တော့ဟိုတလောကကျွန်တော်ရန်ကုန်မှာတော့ဖြစ်ပါသေးတယ်နော်အဲ့အတဝါပိုးဖြစ်တယ်ဆိုပြီးတော့လေအဲ့ဒါအတန်းအောင် A နဲ့ E ပါဒီလိုယောဂပိုးတွေကအရင်ရင်စိတ်ပူစရာမရှိပါဘူးအော် ကျွန်တော်တို့လုံလောက်တဲ့အားယူမှုတွေလုံလောက်တဲ့အားစေးတွေတွင်းရင်လည်းပြန်ပြီးကောင်းနိုင်ချေရှိတယ်။အဲကျွန်တော်တို့ကြောက်ဖို့လိုတာကအတန်းအောင်တော့ B နဲ့ C ပါ။ B နဲ့ C ကကျွန်တော်တို့အထူးသဖြင့်တော့ခုနပြောထားတဲ့မျိုးအစားတောက်လမ်းကြောင်းအကူတာမဟုတ်ဘူး။အထူးသဖြင့်ကျွန်တော်တို့လိန်ဆက်ဆန်တာတစ်ဆင့်ယောဂရှိတဲ့လူရဲ့ခန္ဓာကိုယ်ကသွေးရတစ်ဆင့်ခန္ဓာကိုယ်ကထွက်တဲ့အရေတွေရတစ်ဆင့်ကျွန်တော်တို့ခန္ဓာကိုယ်ကိုကူးဆန်းနိုင်တယ်။ ပြဿနာကဒီဟာတွေကူးစက်တဲ့အခါမှာခုနလိုမျိုးတိတိတသာအသားဝါတာမျိုးမဖြစ်ပင်နဲ့ကျွန်တော်တို့ခန္ဓာကိုယ်တွေဝင်သွားတာလည်းဖြစ်နိုင်ပါတယ်အထူးသဖြင့်တော့ဘီပိုးကူးစက်ခံရတဲ့လူတွေမှာအယောက်တရာမှာ90လောက်ပဲအသားဝါတာ ਨੇ ပြလေရှိတယ်စီဆိုရင်ပိုတော်ဆိုတဲ့အယောက်တရာမှာ25ယောက်လောက်ပဲအသားဝါတာ ਨੇ ပြတယ်ပေါ့နော်တခြားထွေထူးဘာမှလက္ခဏာမပြဘူးလူနုံးတာ အားမရှိတာဒါမှမဟုတ်လေတို့ညာဘက်နိုင်ရောအောက်မှာတင်းတာအောင့်တာဒါမျိုးလေးတွေပဲပြောလို့ရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုလူနာတွေကတို့ဘီဘိုးခဏကိုတည်းဝင်သွားတဲ့အခါမှာတတိမထားမိရင်ဘီဘိုးက6လနဲ့အထက်ဆိုရင်သူက chronic hepatitis ဆိုတဲ့ infection ဖြစ်သွားတယ်အာနာသာရှည်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှဆိုရင်ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာဘာလက္ခဏာမှမပြဘဲနဲ့သူကတိတ်တိတ်လေး ပုံးနေတတ်တယ်နှင်းနေချီပြီးတော့ကြာလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့အသေးတွေကတဖြည်းဖြည်းမာလာတယ်ပြီးတော့ခြောက်လာတယ်ကြာရင်အသေးကင်ဆာပြောင်းနိုင်တယ်အဲ့တော့ဘီနက်စီကိုကျွန်တော်ကသတိထားဖို့လိုပါတယ်ကျွန်တော်တို့ခဏကောမှာအသားမဝါတိုင်းကျွန်တော်တို့မှဘီပိုးမရှိဘူးစီပိုးမရှိဘူးလို့မယူဆသေးချင်ပါဘူးအဲ့တော့ဘီနက်စီကတော့စစ်ကြည့်ပါစစ်ကြည့်လို့မှရှိနေတယ်ဆိုရင်ဒီဟာကိုကျွန်တော်တို့ကအချိန်မီကုသဖို့လိုပါတယ်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်